အနတ္တဆိုတာအမတန်ခဲရင်တယ်ဗျအနတ္တရဲ့သဘောကိုသိဖို့ရတယ်เนาะအဲ့တော့စာပေမှာပါလဲဆိုတော့အနတ္တလက္ခဏံဝိညာဘုဒ္ဓဘာသာနပညာယတိလို့ပြောတယ်။ဘုရားရှင်ပွင့်ထွန်းတဲ့ကာလမဟုတ်ရင်မသိနိုင်ဘူးတဲ့အနတ္တကို။အနတ္တဆိုတဲ့သဘောတရားအတိတ်ပဲကိုသိတာထင်မြင်ပြောပြပြီးလို့ရမလားခင်ဗျာဆိုပြီးတော့အမိမြန်ထားရပဲဖြစ်ပါတယ်ဆရာ။အနတ္တဆိုတာ အမတန်ခဲရင်လည်းအနတ္တရဲ့သဘောကိုသိကိုရတယ်နော်အဲ့တော့စာပေမှာပါလဲဆိုတော့အနတ္တလက္ခဏံဝိညာဘုဒ္ဓဘာသာနပညာယတိလို့ပြောတယ်ဘုရားရှင်ပွင့်ထွန်းတဲ့ကာလမဟုတ်ရင်မသိနိုင်ဘူးတဲ့အနတ္တကိုအဲ့တော့အနတ္တရဲ့သဘောလက္ခဏာကိုသေချာပိုင်းခြားစွာသိဖို့အတွက်အ ਨੇ ဆုံးနှစ်သင်္ချေနဲ့ကဘာတသိမ့်ပါရမီရှိရတယ်အဲ့ဒါတော့သိုံပဲသူများကိုမပြောနိုင်သေးဘူးသိစိတ်ကဗုဒ္ဓလိုပေါ့နော်အနတ္တကိုအတိဗေသဘောအတိဗေကိုကိုယ်တိုင်နဲ့ ိမဲ့ထိုးထွင်းပြီးတော့သူတို့ဘာကိုလဲရှင်းလင်းပြသစွာဟောနိုင်မယ်ဆို40ချင်းနဲ့ကဘာတစ်စိမ့်ပါရမီဖြစ်ရတယ်။အဲ့ဒါတမန်တန်ဗုဒ္ဓတွေပဲ။အမတန်နဲ့နဲ့တဲ့အနတ္တလွယ်ကူတဲ့ကြာမဟုတ်ဘူးနော်။ဒါပြည့်နောက်တစ်ခုကျွန်တော်တစ်ဆင့်ပြောချင်တာ။ဒါပြည့်ကျန်တဲ့လူတွေမသိရတော့ဘူးလားနားမလည်နိုင်တော့ဘူးလားဆိုတော့ဒီလိုလည်းမဟုတ်ဘူး။ခုနကအမတန်နည်းနည်းတယ်ဆိုတာဘာလဲဆိုစတင်ပေါ်ထုတ်သိရှိရတဲ့ပုံစံတွေအတွက်နည်းနည်းတယ် discover တာပေါ့ဗျာ begin တာပေါ့နော်စအောင်တွေ့ရှိတဲ့ပုံစံတွေအတွက်အမတန်ခက်ခဲတယ်ခုနကပြောလို့အသင်ချင်တဲ့ပါရမီဖြစ်ရတယ်ထိုးထွင်းသိဖို့ပါ ကျန်တဲ့ဘိုင်းကတော့သိသွားပြီးမှတော့ပြန်ပြီးတော့ဟောပြောပြီးတော့ပြောတဲ့ခါမှာကျတော့ကျန်တဲ့ပုဂ္ဂိုလ်ကလက်လက်ဝေခံဘုဇုတာပေါ့နော်အဲ့ဒီဟာလည်းကတော့ရှင်းလင်းစွာသိနိုင်တယ်ဥပမာကျွန်တော်ပြောမယ်မီးလုံးတီထွင်တာသောမတ်အက်ဒီရှင်တီထွင်တယ်အမားရအများကြီးနဲ့ဂျုံရတယ်နော်သူသူဟိုအထုပ်ပတ်တီကိုဖတ်ကြည့်အမားပေါင်းတောင်းနဲ့ချီပြီးတော့ဂျုံရတယ်အဲ့ဒီချိန်မှာသူလက်လျှော့ခဲ့ရင်ကျွန်တော်စီမီကလည်းဖျောင်းနိုင်နေပဲသွားနေရလက်မလျှော့ဘဲနဲ့ရအောင်ကြိုးစားတော့အောင်မြင်တယ်စတဲ့ ထုတ်ပေါ်တဲ့ပုံကိုယ်အတွက်ခက်ခဲတာပြောတာအခုချိန်မှာမီလုံးတစ်လုံးမပြောနဲ့မီလုံးတစ်သိန်းပေးဆိုလဲထုတ်ပေးလို့ရလွယ်သွားပြီကွန်ပျူတာကိုစတင်တည်ထွင်တဲ့ပုံကိုယ်ကအမှန်တန်ခက်တယ်သူ့မှာနှီးပေါင်းများစွာစံစားရတယ်မှားရွင့်တွေအများကြီးရှိတယ်ပေါ့နော်ဖြစ်ပေါ်လာတဲ့ကွန်ပျူတာကိုမျက်မမြင်နဲ့အခုသုံးလို့ရတယ်စိတ်ကန်းအထံသမားလည်းသုံးနိုင်တယ်ခလေးလည်းသုံးနိုင်ဒီဘိုင်းကိုလွယ်တာကိုပြောပြတာပါနော်ခုနခက်တယ်ဆိုတာအဲ့ဒါကိုပြောပြတာဒါပြင်ကျွန်တော်တို့ကြည့်မယ်အနတ္တမှာလက္ခဏာ၃ခုရှိတယ်အတ္တရကထေနအနတ္တအတ္တမိကထေနအနတ္တ အဝတ္တဝတ္တနာထေနာအနတ္တသုံးခုရှိတယ်လူရင်းပြောရင်အတ္တရကထေနာအနတ္တဆိုတာသုံးခုမှာပရမတ္တကအနှစ်ကင်းပါတယ်နောက်ဒုတိယကအစိုးမရဘူးတတိယကကိုယ့်အလိုဆိုမပါဘူးဒါအလွယ်မှတ်တာကိုပြောတာပါနော်ခုနပါဠိပေါ့အနှစ်ကင်းပါအစိုးမရကိုယ့်အလိုဆိုမပါမိမိလိုတိုင်းမဖြစ်ဘူးအနတ္တရဲ့သဘောလက္ခဏာဘာဖြစ်ကြည့်မယ်အတ္တရကထေနာအနတ္တစကြည့်မယ်အနှစ်ကင်းပါတယ်ဆိုတာဘာကိုပြောတာလဲအနှစ်သာရလို့ပြောတာပေါ့နော်အနှစ်သာရဆိုတာသာရဆိုတာပါဠိစကား သာသာတဲ့ပါဠိရဲ့မြန်မာလိုကအနှစ်ကိုပြောတာအနှစ်အသားကိုပြောတာဒါကြောင့်အနှစ်အသားလို့ဟိုဟာပေါ့အနှစ်သာရလို့တွဲသုံးတယ်ဥမာဗလာဏတ္ထိနော်ချမ်းသာဒုက္ခအမျက်ဒေါသဒိဗ္ဗတုတုတွေတွဲသုံးသလိုအနှစ်သာရလို့တွဲသုံးတယ်သာရကလည်းအနှစ်ပဲအနှစ်ကလည်းသာရပဲပါဠိမြန်မာပေါ့နော်အဲ့ဒီအနှစ်သာရနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မမူခင်က သာသနာ့ဘလို့ခေါ်တာပေါ့အဲ့ဒီအချိန်မှာအညာတိဋ္ဌိရဆိုတဲ့အခြားတစ်ပါးအယူရှိရလူတွေအားလုံးရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေကအားလုံးစုလိုက်သူရစုလိုက်ရင်အတ္တဝါဒတွေပဲအနတ္တကိုမသိဘူးဘုရားပွင့်မှာအနတ္တသိတာခုနကကျွန်တော်ပါဠိလေးတစ်ခုရွတ်ပြီးပြီလေအနတ္တလက္ခဏာဝိညာဗုဒ္ဓဘာသာနတ်ပညာရဲ့လေဘုရားပွင့်ရံကာလမဟုတ်ရင်အနတ္တကိုမသိနိုင်ဘူးလို့ပြောတာအဲ့ကြောင့်အတ္တကိုနိမျိုးစုံနဲ့တူးနဲ့တူတူချင်းမှတူမယ်နိမျိုးစုံနဲ့ပေါ်ထုတ်နေအဲ့ဒီပေါ်ထုတ်နေတဲ့လောကကြီးမှာဗုဒ္ဓကပွင့်ထုတ်တဲ့သဗ္ဗေဓမ္မအနတ္တလို့ပြောခသိန်းသောဟလာဓမ္မတွေအားလုံးဟာအနတ္တ အနစ်ကင်းပါအစိုးမရဘူးခုနပြောလို့ဘိုးလိုသူမလိုက်ဘူးလို့ပြောတော့တလောကလုံးနဲ့တယောက်ဖြစ်နေအကုန်လုံးတုံလှုပ်သွားတယ်နော်အဲ့ဒီမှာသူတို့မှခံယူထားတဲ့အနစ်သာရ၄မျိုးရှိတယ်အတ္တကိုနိစ္စသာရဒုဝသာရဒုက္ခသာရအတ္တသာရဆိုပြီးအနစ်သား၄ခုပြောတယ်နိစ္စသာရဆိုတာသူကပျက်စီးမှုမရှိဘူးပေါ့နော်အဒီအနစ်သားပေါ့ဒုဝသာရဆိုတာဖြည့်ဆည်းလို့မရအောင်ခံခန့်တယ်လို့ပြောတာဒုက္ခသာရဆိုတာအဲ့ဒီပျက်စီးမှုတွေ ဖြစ်ရှိခံရတဲ့ဆင်းရဲဒုက္ခတွေကနေကင်းလွတ်တဲ့ဒုက္ခလို့ပြောတာအတ္တတရားဆိုတာခန္ဓာကိုယ်ထဲမှာအမြဲတည်နေတဲ့အတ္တရှိတာတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဘယ်တော့မှမပြည့်စုံရုပ်ခန္ဓာသာပြည့်စုံတယ်ဘုရားရှင်မပေါ်ခင်ကယူဝါဒတွေပြောတာလူတဦးတယောက်သေးတယ်အဲ့ဒီကနေပြီးတော့ soul လို့ပဲဖြစ်ဖြစ်ဝိညာဉ်ပဲဖြစ်ဖြစ်အတ္တပဲသူတို့ကတော့အတ္တခေါ်တာပေါ့ဗျာအတ္တသဘောကမပြည့်မစည်းသောအဖြစ်နောက်ဘဝထဲမှာရောက်သွားတယ်အဲ့အဲ့လိုမျိုးသွားနေတာဟာပေါ့ဟိုသစ်ပင်တပင်မှာရှိတဲ့ငှက်ကကျန်တဲ့သစ်ပင်တပင်ကိုကူးလိုက်တယ်လို့ အဲမပြတ်မစည်းပဲနဲ့ဒီကံလူဒီအဝတ်ဟောင်းကိုစွန့်ပြီးတော့အဝတ်သစ်ဝတ်တယ်လို့မွေးဒီအေကုံဟောင်းကိုစွန့်ပြီးအေကုံသစ်လဲတယ်လို့အတ္တဆိုတဲ့သဘောခန္ဓာကိုယ်မှာရှိတယ်လို့ယူထားတယ်အတ္တသာရအဲ့ဒါတွေကိုမြတ်စွာဘုရားရှင်ပွင့်ထွန်းလာတော့မဟုတ်ဘူး correction လုပ်တယ်ဒါလည်းမှားတယ်ဒါလည်းမှားတယ်ဒါလည်းမှားတယ်အဲ့တော့မြတ်စွာဘုရားရှင်ကတပ္ပိသင်္ခါရအိဋ္ဌာတပ္ပိသင်္ခါရဒုက္ခတပ္ပိဓမ္မအနတ္တလို့ပြောတပ္ပိအလုံးစုံသောသင်္ခါရပြည့်ပြည့်စုံမှုတရားမှန်သမျှတို့ဒီအိဋ္ဌာအမြဲမရှိကြဘူး ။ဘာကြောင့်အမြဲမရှိသလဲလို့ပြောလဲဆိုရင်အနိစ္စံခရယထေနလက္ခဏာရှိတယ်။ကုံတက်ဆုံးတက်ပျက်စီးတက်တယ်။ဖြစ်တယ်ပြတ်သွားတယ်။နောက်တစ်မျိုးဖြစ်တယ်ဒါအနိစ္စရဲ့လက္ခဏာပဲ။သဗ္ဗသင်္ခါရဒုက္ခခသိန်းသောသင်္ခါရတရားတို့ဒီဒုက္ခဆင်းရဲတယ်ဘာလို့လဲပိလနာတို့နှိမ့်ဆက်တတ်ဖြစ်ချင်းပြက်ချင်းနေနဲ့မပြက်နှိမ့်ဆက်နေတယ်ဘယက်ထေနာကြောက်เสียကောင်းတယ်အဲ့ဒါကြီးကဘယ်သူမှဒါကိုမလိုချင်ဘူးပျက်စီးနေတာလူဒီမွေးရနုပြုံနေတာပဲလိုချင်တယ်ဘယ်သူမှမသေးချင်ဘူးအိုချင်ဘူးเนาะထားပါတော့ကျွန်တော်နောက်တပ္ပိဓမ္မအနတ္တာ ခသိန်းသောဓမ္မတရားဓမ္မစရဏနေရာမှာအကုန်ပါတယ်ကုသလာဓမ္မအကုသလာဓမ္မအပြံကတာဓမ္မအနာဝတိသတ္တပါပေါ့နိဗ္ဗာန်မှာပါတယ်အဲ့ဒီတရားတွေဟာခုနအနတ္တအနတ္တသဘောတရားတွေဖြစ်တယ်ဒါပေမဲ့နိဗ္ဗာန်ဟာအနစ်သားမရှိတဲ့အနတ္တကိုပြောတာမဟုတ်ဘူးနော်ပြဿနာပြချင်းလို့ကနိဗ္ဗာန်ဟာဒိဋ္ဌိတို့ကြံစီအပ်တဲ့အတ္တသဘောတွေမရှိတဲ့နာအတ္တအဲ့ဒါကိုအနတ္တလို့ပြောတာအတ္တကိုရှိရနာထည့်လိုက်စမ်းကြည့်မယ်တရားပေါ့နာအတ္တအဲ့ဒါကို ပြန်ပြောတော့အနတ္တလို့ပြောတာအဲ့ဒီသဘောတရားမရှိဘူးလို့ပြောတာเนาะဒါဟိုပထမတစ်ချက်နောက်နံပါတ်2ချက်အနှစ်ကင်းပါတာပြီးသွားပြီเนาะအဆိုးမရတာရယ်ကိုယ့်အလိုမလိုက်တာဒီနှစ်ခုပေါင်းပြောလို့ရတယ်သဘောခက်ဆင်ဆင်ပဲဝိနည်းရရောပြောတာကိုယ့်အလိုကိုမလိုက်ဘူးဟုတ်လားဟိုကိုကအဆိုးမရဘူးဒါဖြစ်ရင်ကိုဖြစ်ချင်နိုင်မဖြစ်ဘူးပေါ့ဒီနှစ်ခုပေါင်းပြောလိုက်ရင်ဒါပဲလောကမှာကိုဖြစ်ချင်နိုင်မဖြစ်ဘူးအနတ္တရဲ့သဘောကဒါဖြစ်ရင်သူရဲ့ဆန့်ကျင်ဘက်တစ်ခုထွက်လာတယ်နှစ်ခုထွက်လာတယ်ကိုဖြစ်ချင်နိုင်မဖြစ်ရင် သူဖြစ်ရှင်တိုင်းဖြစ်နေတာလားဖြစ်ရှင်တယ်လို့ဖြစ်နေတာလားသူဖြစ်ရှင်တိုင်းဖြစ်နေတာတခုနောက်တစ်ခုကပါလေသူ့အကြောင်းနဲ့သူဖြစ်နေတာလားနောက်ခုကြကြတခုကိုရွေးလိုက်နော်ကိုဖြစ်ရှင်တယ်လို့မဖြစ်ရဘူးဆိုတော့သူဖြစ်ရှင်တိုင်းဖြစ်နေတာလားသူဖြစ်ရှင်တယ်လို့ဖြစ်နေတာလားဒါမှမဟုတ်ရင်သူ့အကြောင်းနဲ့သူဖြစ်နေသလားဆိုရင်သူ့အကြောင်းနဲ့သူဖြစ်တဲ့ဟာကိုပဲရွေးရမယ်သူဖြစ်ရှင်တယ်လို့ဖြစ်နေတယ်ဆိုတာဒါဓမ္မမဟုတ်ဘူးဓမ္မဆိုတဲ့အဓိပ္ပာယ်ကဖြစ်ရှင်တွေကိုကမောက်ကမမဖြစ်အောင်ဗယံမရမဖြစ်အောင်ထိန်းချုပ်ထားတာကိုဓမ္မလို့ခေါ်တယ် အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ပြည့်ကျင့်တယ်လို့ရှောက်ပြင်းအတ္တမပဲအတ္တမအဝိနည်းရပဲမတရားသဖြင့်အနိုင်ကျင့်တာဓမ္မဝိနည်းရဆိုတာတရားသဖြင့်ဆုံးမတာပဲဒါကြောင့်ဒီသူပြည့်ကျင့်တယ်လို့ဖြစ်နေတဲ့အယူဝါဒမျိုးကန်ဆယ်တာကော်ရက်ရှင်လုပ်လိုက်ရင်မှားတယ်သူ့အကြောင်းနဲ့သူဖြစ်နေတယ်ဒါကိုယူရတယ်အနတ္တဒုတိယနဲ့တတိယသူ့အကြောင်းနဲ့သူဖြစ်ရအဲ့ဒါဒီတိုင်းပြောတာတဲ့ဥပမာလေးနဲ့ပြောတာပိုရှင်းမယ်เนาะအချင်းချုပ်လေးပြောမယ်ဥပမာဖြင့်ကျွန်တော်တို့ဒီမှာနှစ်ယောက်ရှိတယ်ခါ ဟိုတမရခေါင်းကြိုက်တယ်ထားဥပမာပြောပြတာခေါင်းကြိုက်တယ်ထားဟိုပေါ်လွင်အောင်ပြောတာခေါင်းကြိုက်ရင်ဘာလုပ်လဲဆေးသွားဝယ်တော့ဆေးဝယ်တော့ဆေးဝယ်တော့ဘာဖြစ်လဲခေါင်းကြိုက်ကြောက်သွားတယ်အဲ့ဒီဖြစ်စဉ်ကိုကြည့်လိုက်ခေါင်းကြိုက်ပြုတ်တာဒီပုံကိုရဲ့အလိုလားဆေးရဲ့အစွမ်းလားမေးကြည့်လိုက်ရင်ဆေးရဲ့အစွမ်းမြင်ဒါနူးညံ့တယ်ပုံကိုရဲ့အစွမ်းမဟုတ်ဘူးပုံကိုရဲ့အစွမ်းဆိုဘာဝယ်တော့ဆရာမလုံးပြောက်စေဆိုသွားမှာပေါ့ဆေးဝယ်တော့အဲ့တော့ဆေးရဲ့အစွမ်းပေါ့ခေါင်းမင်းဆက်ကြည့်မယ်အဲ့ဒီဆေးတောက်တဲ့ခါမှာတပိတောက်တဲ့ခါမှာဒီတိုင်းညှိုးချတာမရဘူးရေနဲ့တောက်ရတယ် နော်ရေနဲ့ဘာကြောင့်တက်သွားလဲဆိုချောကျူစာနေရာကိုရောက်ဖို့ပြီးရင်ဗာလဲလင်းလင်းမြန်မြန်ပြန့်လွင့်ဖို့ပြီးရင်ဆေးရဲ့အာနိသင်ရရှိဖို့မြန်မြန်ရရှိဖို့ရေနဲ့တက်သွားအဲ့ဒီအလုပ်ကိုဘယ်သူလုပ်လဲဆိုဆေးရဲ့အရေကလုပ်သွားတယ်ဆေးရမလုပ်နိုင်ဘူးအဲ့တော့အဲ့ဒီညမှာမိမိအစွမ်းလည်းမရှိဘူးဆေးအစွမ်းလည်းမဟုတ်ဘူးရေရဲ့အစွမ်းအတူကြောင်းတဲ့သူသွားရနော်ဒါပေမဲ့မိမိကဘာလုပ်လဲဆိုရင်အော်ဒီလိုမှန်တဲ့ဆေးကိုသူတို့က မှန်တဲ့ဆေးကိုဝယ်မယ်သူသူနဲ့ခေါင်းကပ်ပြောက်တဲ့ဟာကိုဝန်ပိတ်ဆေးသွားဝယ်လို့မရဘူးလေမှန်တဲ့ဆေးကိုဝယ်မယ်ရေနဲ့တောက်ဝယ်မှာဟာကိုအရက်နဲ့တောက်လို့မရဘူးလေဆေးအာနိသင်ပြတ်မှာပေါ့ထရေနဲ့တောက်လို့မရဘူးလေအဲ့ဒီအကြောင်းကျိုးဖြစ်စဉ်အမှန်ကိုအဲ့ဒီလူကပုံကွာဘာလို့ကလဲဝင်လိုက်ရတာအဲ့ဒီကျဝင်တော့မှသာသူ့အကြောင်းနဲ့သူဖြစ်သွားတာအနတ္တဆိုတာအဲ့ဒါကိုပြောတာဥပမာအဖြစ်ပြောတာကိုဖြစ်ချင်တယ်လို့ဖြစ်ဘူးဆိုတာသူဖြစ်ချင်တယ်လို့ဖြစ်နေတာမဟုတ်ဘူးသူ့အကြောင်းနဲ့သူဖြစ်နေတယ်ဆိုတော့ကြောင်းကျိုး sequence လေးကိုမြင်မှအဲ့ဒါခုနဒုတိယချက်နဲ့တတိယချက်ပေါ့နော်အတ္တမိကဒိနာရဲ့အဲ့ဒါဝါ ဟိုတာဝတ္တနာထေနာအနတ္တဆိုရဲကိုယ်လိုဆိုမလိုက်ဘူးအဆိုးမရဘူးဆိုတဲ့ဟာကိုပေါ်တယ်နော်ဒီဟာလေးကိုသိသွားရင်အနတ္တကမြတ်တန်ခက်ခဲနေနေဒါနည်းနည်းလေးတို့ပြလိုက်တဲ့ဟာလေးပဲနော်တတ်မှတ်တဲ့အချိန်တွေမှာပေါ့နော်ဒါကြောင့်အနတ္တရဲ့အကြောင်းကိုရှင်းပြပါဆိုရင်နံပါတ်1သူရဲ့ခက်ခဲပုံသိတယ်ထုတ်ဖော်ထုတ်တဲ့ပုံကိုယ်တွေခက်ခဲတယ်ကြံပြီးတော့ဟိုဆက်လက်ဖြန့်ဝေပြီးတော့နားလည်ဖို့ကလည်းပဲဟိုတည်ကြည်ခံရတဲ့တမာလေးစိတ်နဲ့ဉာဏ်ပညာနဲ့နားထောင်มาရတယ်နော်ဒါသာသနာအတွင်းမှာသာသိရတဲ့အရာဖြစ်ပါတယ်လို့နော်အချင်းချင်းပေါ်ပြရပါ